မိမိရဲ့ body weight ကိုသုံးပြီးတော့အပေါ်ပိုင်းနဲ့ခါးပြီးပက်လဲ bike ကိုထိရောက်စေတဲ့လေ့ကျင့်ခန်းတွေကိုလုပ်ပြပေးမယ်။ပထမဆုံးကတော့ rotation ဝင်ထားတဲ့ plank ပုံစံကနေပြီးတော့ပဲစောင်းချတဲ့ခါကျလို့ရှင်ခြေဆောင်ထိရအောင်စောင်းချထားပေးမယ်။ခန္ဓာကိုယ်ရဲ့ balance ကိုနိုင်အောင်ထိန်းထားပေးမယ်။လက်ကိုပေါ်ဆွဲမှားတဲ့ခါကျရင်ပခုံးနဲ့တဲ့တန်းနဲ့ပဲခေါင်းကလက်သွားနေရာတိုင်းလက်ကြည့်ထားပေးမယ်နော်။ ဒုတိယတစ်ခုကကျတော့နေထားလို့ခြေပြားထက်ကိုလန်းထိထားပြီးမြင်သွားတဲ့ခါကျလို့ရှင်ခြောက်ကိုလက်ကောပခုံးကျဲလေးကထားပြီးတော့ခန္ဓာကိုယ်ရဲ့ balance ကိုလက်ကနေပြီးတော့ထိန်းထားပြီးမြင်ခြောက်ကိုကကိုယ်တန်တဲ့နေထားကိုထားထားပြီးတော့ဝင်ထားပြီးမြင်ဒီမှာနေထက်ကနည်းနည်းပြင်ပြလေးသွားပြပြီးထားရဆိုပြီးမြင်ကိုကမနိုင်ဘူးဆိုရင်ဖြည်းဖြည်းချင်းသွားလို့ရရနော်တတိယခုနေရာတော့နန္ဒာဘီယိုဟိုကနေပြီးတော့ဒူးလေးလွတ်ထားပြီးတော့ရှူရာထပ်ကိုယ်ဝင်ထားတယ်။သူကလက်မောင်းရဲ့ဗိုက်ရဲ့ပေါင်ရဲ့ကိုထိစင်မယ်နော်။သူ့ကိုလည်းနန္ဒာတို့99တောက်လေးဝင်ထားပြီးလို့ရတယ်။ လေးမြမြောင်းနေနဲ့ကဆောနာဘီယဟိုးနေထားနေပြီးတော့ heat up ကိုဝင်ထားပေးမယ်။လက်မောင်မဆဲကိုသုံးပြီးတော့အနောက်ကိုတွန်းထုတ်ထားပြီးတော့ချီမင်းစီကိုလမ်းထိပြီးတော့သွားပေးမယ်နော်။သူကခန္ဓာကိုယ်ရဲ့ balance ကိုထိန်းနိုင်မှုတော့လိုမယ်။ဒီရဲ့ဒီချင်းကန်ဒီအကုန်လုံးကကိုကဝိတ်ညာရဲဆိုလို့ရှိရင်တော့ကစားလို့စင်မပြေဘူး။အဲ body weight ကလည်းနေတယ်။ကိုရဲ့လက်ကလည်းတန်တယ်ဆိုလို့ရှိရင်တော့အခုပြထားတဲ့ဒီချင်းကန်ဒီကိုလှုပ်ပြီးလို့ရပါရဲ့နော်။ ငါမျိုးများကတော့ five push up ကိုဝင်ထားပြီးမယ်။သူကဒီရဲ့နှောက်ကြောကို focus ဆာရောဝင်ထားပြီးမယ်။နောက်တော့မသွားတတ်ဘူးဆိုလို့ရှင် plan ကနေပြီးတော့ downward dog ပုံစံကနေပြီးတော့ပဲတထောင်လေးကွေးပြီးတော့ကွေးချလိုက်ရပြီနော်။နောက်ဆုံးတစ်ခုကကျတော့ car bee car bee ကနေတဲ့ဒီမှာအမြင့်ကိုသွားပြပြထားတာကကိုကလက်နိုင်နေဆိုလို့ရှင်တော့သွားပြီးလို့ရတယ်။မနိုင်ဘူးဆိုလို့ရှင်တော့အောက်မှာပဲဝင်ထားပြီးလို့ရတယ်နော်။ တရက်လေးစင်ကန်တွေက body weight ကိုပဲသုံးပြီးတော့ကစားပြပီးတာဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်မှာဘာမှမရှိဘူးဆိုလို့ရှင်လဲ try လို့ရတယ်ဒါမှမဟုတ်ရှင်ကိုကခရီးတွေသွားတဲ့ခါကျလို့ရှင်လဲကြိုက်တဲ့နေရာမှာကစားလို့ရတဲ့ training တွေဖြစ်မယ်နော်ပြီးတော့အခုပြထားတဲ့လေးချင်ငန်တွေကယောက်ျားလေးရော main ကလေးရောအကုန်လုံးကစားလို့ရတဲ့လေးချင်ငန်တွေဖြစ်မယ်။တီစာလေးသင်တန်းတက်ချင်တဲ့ basic ကနေပြီးတော့ advanced level ထိကိုတက်ချင်တဲ့ဆိုလို့ရှင်တော့နည်းနည်းရဲ့ page message ကနေပြီးတော့ဆက်သွယ်ပြီးလို့ရပါတယ်နော်။